တန်လင်းတဘာဝတရားရိပ်တံပရိပဌံဓမ္မယုံ2023ခုနှစ်မလာပိုင်း29ရက်ကိုတဘောကိုဆွလွင့်၍ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဒါနပြုတိလဆောင်ဘာဝနာပွားတဲ့ကုသိုလ်အလုပ်တွေလုပ်တဲ့အခါမှာကိုလုပ်ချင်တာလုပ်မယ်ကိုလုပ်ချင်တဲ့အချိန်ကြည့်လုပ်မယ် လုံးချင်တဲ့အချိန်မဟုတ်ရင်မပြုတ်လောက်ဘူးကိုလုံးချင်တာမဟုတ်ရင်မပြုတ်လောက်ဘူးကိုလုံးချင်တဲ့နေရာမှာပဲပြုတ်လုံးမယ်လုံးချင်တဲ့နေရာမဟုတ်ရင်မလုံးဘူးကိုလုံးချင်တဲ့အချိန်နေမှာပြုတ်လုံးမယ်ကိုလုံးချင်တဲ့အချိန်နေမဟုတ်ရင်မပြုတ်လောက်ကြဘူးဒါရီကကိုယ်တော်ပါပါတယ်ကိုအားကိုကိုပြီးတော့ပြုတ်လောက်တာပါအာ ငါတဘောငါဥစ္စာဆိုတဲ့အစွဲတွေနဲ့ပြုလုပ်တာပါဒါကတော့အများနာလေတဲ့တငါငါနဲ့ပြုလုပ်ခြင်းပါပဲယောဂီလုပ်တယ်မှာလဲဘုလုပ်ခြင်းတာလုပ်မယ်လုပ်ခြင်းတဲ့အချိန်လုပ်မယ်လုပ်ခြင်းတဲ့နေရာမှာလုပ်မယ်ကိုလုပ်ခြင်းတဲ့အချိန်တွေမျိုးမှာမှပြုလုပ်မယ်ဆိုတော့ကို့အစွဲတွေပါပါတယ်ကိုလိုကောင်းမှုပြုလုပ်တဲ့နေရာမှာလဲ ကိုယ့်ရဲ့အဆွဲတွေပါပါတယ်ဒီလိုအဆွဲနဲ့ပြုလုပ်တာကတော့သမှုရိယသစ္စာပါပဲဒီလိုလုပ်တာကုလို့ရပါမယ်လေပြုလုပ်လို့ဆုံးမှာမဟုတ်ပါဘူးဒီဆွဲလန်းမှုကပဲဒုက္ခတွေဖြစ်စေပါတယ်အဆင်မပြေမှုတွေဖြစ်စေပါတယ်ဒီလိုနားလည်မှုနဲ့အဆွဲဖြစ်သွားမှာပါအဆွဲနဲ့ပြုလုပ်တာသမှုရိယသစ္စာပါသမှုရိယသစ္စာကို သမုဒိယတစ္ဆာမှန်သိတာကတော့မဂ္ဂတစ္ဆာပါပဲဒီလိုမှန်ကန်တဲ့နားလည်မှုနဲ့ကိုလှုပ်ချင်တာမဟုတ်ပဲနဲ့သူတစ်ပါးလှုပ်စီချင်တာဆရာသမားလှုပ်စီချင်တာလှုပ်တဲ့လှုပ်ထိုက်တာပြုလုပ်နိုင်အောင်လို့ជួសារပါတယ်ကိုယ့်ရဲ့လှုပ်ချင်တဲ့နေရာမှာသူတစ်ပါးလှုပ်စီချင်တာဆရာသမားလှုပ်စီချင်တာလှုပ်တဲ့လှုပ်ထိုက်တာတွေ ြုလုပ်တာဖြစ်အောင်ယူစားပါတယ်တော့ပြုလုပ်တော့ပြုလုပ်နေကြတာပါပဲဘာလုပ်မယ်ဆိုတော့လုပ်ရက်ကိုအစွဲကြီးနေတော့ကိုယ့်ရဲ့အစွဲကြောင့်ပဲလောက်ရတာအဆင်မပြေပါဘူးအဆင်မပြေတဲ့အကြောင်းတရားကကိုယ့်ရဲ့ဆွဲပါပဲကိုယ့်ရဲ့လူရင်းဆန္ဒနေရာမှာ သူတစ်ပါးရဲ့လူရင်ဆန္ဒဆရာသမားရဲ့လူရင်ဆန္ဒတွေလှုပ်တဲ့လှုပ်ထိုက်တဲ့အမှန်တရားတွေကိုအစာထိုးဖို့လိုပါတယ်တော့ပြည့်လို့တော့ပြည့်လို့နေရတာပါပဲဒီတန်လင်းတစ်ပါးတရားဣတာထဲမှာလည်းကုလကောင်းမှုတွေကိုပြည့်လို့နေကြတယ်အများစုလှုပ်တာကတော့ကိုလှုပ်ချင်တာပဲလှုပ်နေကြတာပါကိုလှုပ်ချင်တဲ့အချိန်မှာပြည့်လို့ကြတာပါ လုတ်ချင်တဲ့နေရာမှာလုတ်ချင်တဲ့အခြေအနေတွေနဲ့ပဲပြည့်လုတ်ကြတာပါအဲတော့ငါငေါ့စာဆွဲနေပါပါတယ်ဆရာတော်အနေနဲ့ကတော့ကိုယ်တိုင်လည်းသူတို့ဘာလုတ်စီကျင်တာတွေဒါပြည့်လုတ်ပေးတယ်အများလုတ်စီကျင်တာပြည့်လုတ်ပေးတယ်လုတ်တဲ့လုတ်ထိုက်တာတွေကိုပြည့်လုတ်နိုင်အောင်ကိုယ်လည်းကြိုးစားပါတယ်အများကိုလည်းလုတ်နိုင်အောင်ကူညီပေးပါတယ် ကိုလှုပ်ချင်တဲ့အချိန်ကိုအဓိကမထားဘဲနဲ့အချိန်တိုင်းမှာကုလိုကောင်မှု ပြည့်လုံနိုင်အောင်ကြိုးစားပါတယ်။အများကိုလည်းအချိန်တိုင်းကုလိုကောင်မှုပြည့်လုံနိုင်အောင်လို့လေ့ကျင့်ပေးပါတယ်။အဆံမရအဥ္စာမရတာကိစ္စမရှိပါဘူး။ကုလိုရဖို့အဓိကထားတာပါ။ကုလိုရတဲ့အလုပ်တွေကိုပဲကိုလှုပ်ချင်တာ ကိုလှုပ်ချင်တာရောသူတစ်ပါးလှုပ်ချင်တာရော အများလှုပ်ချင်တာလှုပ်တဲ့လှုပ်ထိုက်တာတွေအကုန်လှုပ်နိုင်အောင်ကြိုးစားတာပါကိုလှုပ်ချင်တဲ့အချိန်ရောကိုမလှုပ်ချင်တဲ့အချိန်မှာပါသူတစ်ပါးလှုပ်စီချင်တဲ့အချိန်တွေအများလှုပ်ချင်တဲ့အချိန်တွေလှုပ်တဲ့အချိန်တွေတိုင်းမှာအချိန်မရွေး ကုသိုလ်ကောင်းမှုပြုလုပ်နိုင်အောင်လို့ကိုယ်တိုင်လည်းကြိုးစားပါတယ်အများအောင်လည်းလုပ်နိုင်အောင်ကုညီပေးတာပါကုညီတယ်ဆိုတာအချိန်ပြည့်ရိတ်တာတွေဖွင့်လှစ်တာပါပဲချိန်ပိုင်းတရားစခန်းတွေဖွင့်လှစ်တာပါကိုယ့်ရဲ့ရွေးချယ်မှုမှာပါပဲကံကစီမံလို့ရောက်လာတဲ့ရဟန်းရှင်လူယောဂီနိုင်ငံခြားရမှန်များနဲ့ ပေါင်းပြီးကုတို့လောက်တောင်ကျူစားပါတယ်။ကိုကမရွေးချယ်တော့အလုရှုပ်တတ်တာပါတယ်။ရွေးနေရွေးချယ်မှုမှားတာတွေဖြစ်နိုင်ပါတယ်။ကံကအကျိုးပေးလို့ရောက်လာတာကြတော့တေးကြစိတ်ချပါတယ်။ကံကတော့မှားစရာမရှိပါဘူး။ကိုကတော့မှားနိုင်ပါလေတဲ့။ကိုကမတေးကြတော့တေးကြတဲ့ကံစီမံနာကိုလက်ခံတဲ့တဘောပါ။အော်လူရွေးတဲ့အလုပ်ကို ကိုရွေးနေရရင်တော့ဒါစီပွားရေးလို့တော့လည်းဝန်ထမ်းတွေဒီလိုပဲရွေးချယ်ကြရတော့အလို့ရှုပ်ပါတယ်ပင်ပန်းပါတယ်ဒါနာပြုတဲ့အခါကျတော့ပရိုက်တာလုပ်တွေလုပ်တဲ့အခါကျတော့ကံကအကျိုးပေးလို့ရောက်လာတဲ့ရဲရှင်လူယောဂီဒုက္ခတဲ့ပေါင်းစုံနဲ့ပဲကုရုကောင်မှုပြည့်လုတတ်အောင်ကြိုးစားတာပါကံစီမံနာကိုလက်ခံတဲ့သဘောပါပဲ။ တနည်းအားဖြင့်လေဒါကံနဲ့ကံရဲ့အကျိုးပေးကိုအသုံးချတာပါကိုစီမံရတယ်ဆိုတာမတတ်တာပါကိုစီမံရင်ကိုယ်ပြန်ပြီးတော့စီမံတာလည်းခံရပါလိမ့်မယ်တငါငါနဲ့စီမံရင်အဲ့ဒီလောက်ရကြအောင်တယောက်ယောက်ကကိုယ်စီမံတာလည်းပြန်ခံရမယ်အဲ့တော့ကံစီမံတာကိုလက်ခံလိုက်တဲ့အခါကျတော့ကိုစီမံစရာမလိုတလို့တယောက်ယောက်ကကိုယ်စီမံတာကိုလည်းတိတ်ပြီးတော့ခံစရာမရှိတော့ပါဘူးအတိတ်က တငငါလှုပ်ခဲတဲ့အတွက်ဒီကံတွေကပြန်ပြီးတော့အကျိုးပေးတာတော့ရှိပါလိမ့်မယ်။အဟောင်းကံတွေကိုအကျွေးဆက်ပေးမယ်အသိကံတွေမပြည့်လို့တဲ့အခါကျတော့အကျွေးကအသိမတူတော့ပဲ။အဟောင်းတွေဆန့်ရင်းနဲ့ညော်နေသွားဖို့တာရှိပါတယ်။နေရာဆိုလဲလှုပ်လို့ရတဲ့နေရာမှာပြည့်လို့တဲ့သဘောပါပဲ။မရတဲ့နေရာကိုလှုပ်ချင်မနေပါဘူး။ အခုပြစ္ဆုတ်ပံကိုပဲအဓိကထားပြီးအသုံးချတဲ့အတွက်ပြစ္ဆုတ်ပံကုလိုကောင်းမှုလုံးလို့ရတဲ့နေရာကိုပဲလက်ခံပြီးတော့ပြည့်လုပ်တဲ့တဘောပါအဲ့တော့နေရာကိုလည်းကိုကရွေးချယ်တာမဟုတ်ပဲအလုံးနဲ့ရွေးချယ်တဲ့တဘောပါပဲလက်တွေ့လုံးကြည့်ပြီးတော့ရတဲ့နေရာမှာတရားဟောတယ်တရားစခန်းဖွင့်တယ်ရတဲ့နေရာမှာတရားဤတာဖွင့်ပါတယ် ဒါလည်းကိုယ့်ရဲ့ရွေးချယ်မှုမပါပဲကံဟိုပဲနေရာရွေးကိုင်းတဲ့တဘောပါဒီလိုနားမလည်ကြတော့ဆရာတော်ကအဆက်ဆက်အရာပြုလုပ်တယ်လို့အထင်မှားခံရတာတော့ရှိပါတယ်ဒါပေမဲ့ကိုယ်လည်းဒီလိုအထင်မှားခဲ့လို့ပြန်ပြီးတော့အထင်မှားခံရတာပဲဆိုတော့တရားနဲ့ရှင်းလိုက်တဲ့အခါကျတော့လေအထင်မှားခံရတာဟော ကိုယ့်ရဲ့အကုတို့အကျွေးတွေကိုဆက်ခွင့်ရပါတယ်နားလည်မှုပါပဲနားလည်မှုမှားနေရင်တော့မဟုတ်ဘဲနဲ့ဆွဆွဲတယ်ဆိုပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းနေရမယ်ရန်လုံနေရပါလိမ့်မယ်တရားနဲ့ရှင်းတာကြတော့အင်မတန်တက်တာပါတယ်မမှန်ကန်ကန်နားလည်ပေးလိုက်ရုံပါပဲကိုယ့်ရဲ့အကုတို့အကျွေးတွေကိုကြည့်လို့တဲ့လူကအစ်စ်ပေါ့ခံရတဲ့လူကအဟောင်းဆိုတော့ ကိုယ့်ရဲ့အကုဒုအကျွေးတွေကိုကြည့်လို့တဲ့လူဟာသူယူမယ်ဆိုပြီးတော့လာယူသွားတဲ့သဘောပါပဲကိုမှတော့အကုဒုတွေယော့သွားပြီးတော့ကြည့်လို့တဲ့လူမှာတော့အကုဒုတွေတိုးလာပါနဲ့အဲ့တော့ခံရတယ်ဆိုတာကသဘောအမြင်နဲ့ကြည့်ရင်တော့မတက်တာပါဘူးလူလို့တာကိုခံရတယ်တဏှာအမြင်နဲ့ကြည့်ရင်တော့ကိုလဲကိုလို့လို့ကိုခံရတယ် ြစ်လို့တဲ့ခံရတယ်ဆိုတာဘယ်သူနဲ့မဆိုဆိုင်တယ်လှုပ်တဲ့လူတိုင်းပြန်ခံရတယ်ကိုယ့်ရဲ့လှုပ်ရက်ကကိုယ်ပြန်ပြီးတော့အကျိုးပေးတယ်ဆိုတော့တဏှာမြင်နဲ့ကြည့်မယ်ဆိုရင်တော့ပြည့်စုံပါတယ်ဘယ်သူမှပြည့်တင်စရာမရှိပါဘူးမကောင်းတဲ့လှုပ်ဆိုတာဘယ်သူနဲ့မဆိုဆိုင်ပြီးတော့မကောင်းတဲ့အကျိုးပေးခံရတယ်ဆိုတာလေဘယ်သူနဲ့မဆိုဆိုင်တာပါမျက်မြင်ကိုကြည့်လို့တာကိုတယောက်တည်းခံနေရတာဖြစ်ခြင်းဖြစ်ပါမယ် ညာနဲ့ကြည့်မယ်ဆိုရင်တော့ကံနဲ့ကံရဲ့အကျိုးပေးကိုမခံရတဲ့လူဆိုတာမရှိပါဘူးမကောင်းတာအကျိုးပေးကိုလည်းခံရမယ်ကောင်းတဲ့အကျိုးပေးလည်းခံရပါလိမ့်မယ်တရားကိုယ်တယ်ဆိုတာအမြဲတမ်းကိုကျင့်တတ်စရာကောင်းပါတယ်တရားကံတရားသူကြီးကတရားမြတ်မှုရှိပါတယ်ယောက်ျားမို့လို့မိန်းမမို့လို့ဒီလိုမျိုးမျက်နှာလိုက်တာမရှိပါဘူးခလေးမို့လို့လူကြီးမို့လို့ဆိုပြီးတော့ အသက်အရွယ်ကိုကြည့်ပြီးတော့ကလေးဘက်ကလိုက်တယ်ဒီလိုမျိုးလည်းမရှိပါဘူးယောက်ျားဘက်ကမိန်းမဘက်ကဘယ်လိုက်တယ်ဆိုတာမရှိပါဘူးလူဘက်ကလိုက်တယ်တရိစ္ဆာန်ဘက်ကလိုက်တယ်ဆိုတော့ဘယ်လိုက်မှုမျိုးမရှိပါဘူးဘယ်မလိုက်တဲ့ကံတရားသူကြီးနဲ့ကံတရားသူကြီးကြောင့်ကိုကတိခွင့်ရလို့လက်တွေ့လေလေးလာခွင့်ရလို့လဲဘယ်လိုက်တတ်တဲ့ကိုယ့်ရဲ့အချက်ကို ဆွလွတ်လာနိုင်ဖို့အခွင့်အရေးရှိပါတယ်ကိုယ့်အကိုယ်စင်တော့တစ်ဖက်ဖက်တော့လိုက်နေမှာပါပဲသူများဘက်မလိုက်ရင်တော့ကိုယ့်ဘက်လိုက်မယ်သူများမိသားစုဘက်မလိုက်ရင်ကိုယ့်မိသားစုဘက်လိုက်မယ်တခြားလူမျိုးဘက်မလိုက်ရင်ကိုယ့်လူမျိုးဘက်လိုက်မယ်တခြားနိုင်ငံဘက်မလိုက်ရင်တော့ကိုယ့်နိုင်ငံဘက်တော့လိုက်နေပါလိမ့်မယ်အဲ့တော့ဘက်လိုက်တယ်ဆိုတာတော့မဆန်းပါဘူးဒီလိုဘက်လိုက်နေတဲ့အတွက်လည်းတခြားဘက်ရဲ့အန္တရာယ်ရှိနေရတာပါ တော့နေရကကိုပိုင်နာ သူပိုင်နာအဓိကမကြပါဘူး။ဘယ်နေရတော်ရီမျိုးတွေအဓိကမကြပါဘူး။တံမိုးနေတာများတာအဓိကမကြပါဘူး။နေရာကိုကုလိုဖြစ်အောင် သုံးဘွားတာအဓိကပါပဲ။သုံးတဲ့ရင်တော့ဘယ်နေရာပဲဖြစ်ဖြစ်ကုလိုဖြစ်ပါလေ။ခြေနေဆိုတာလဲကောင်းကောင်းဆူဆူယာရီလူခြေနေဇမ္မာရေးခြေနေစီပွားရေးခြေနေ နိုင်ငံရေးအခြေအနေစိတ်ပိုင်းဆိုင်ရာအခြေအနေတွေဘလို့အခြေအနေပဲဖြစ်ဖြစ်ဘုလိုဖြစ်အောင်သုံးနိုင်ဖို့လိုပါတယ်အခြေအနေမကောင်းဘူးဆိုတော့လူနာတွေအမြဲမပြတ်တွေးကြုံနေရတာပါမကောင်းတာကိုလက်ခံလိုက်ရင်တော့အကုသို့ဖြစ်ပါနိုင်မယ်မကောင်းတာကိုအတီယူတာကမောဟပါပဲသူကအတီယူပေမဲ့ကိုကအတီမယူခြင်းအဖြစ် ကိုယ်မားတာမက လူမမာနဲ့မိသားစုတွေရဲ့အမားတွေကိုပါ မကောင်းတာကိုအတီးဆုပ်ကန်မှုအမားတွေကိုပါယွလွန်စရာ ဖြစ်နေမဟုတ်ပဲနဲ့ပြုပြင်စရာဖြစ်နေတော့ရင်ကုလိုဖြစ်ပါတယ်ဘိုးဘွားတွေဆိုလဲတာဆွန့်ပြစ်စရာဖြစ်နေလက်လူရှုစရာဖြစ်နေတော့တော့အကုလိုဖြစ်တယ်ကိုဘိုးဘွားမဟုတ်ပြင်မဲ့လဲလက်ခံထိန်းသိမ်းဆောင်ရှောက်စရာဖြစ် ုံးတယ်ယူဆိုင်ဆရာဖြစ်နေတုံးတဲ့အခါကျတော့ကိုသုံးနိုင်တဲ့လောက်ကတော့ကုလို့ဖြစ်ပါတယ်တလွဲသုံးနေတာမြားတဲ့အခါကျတော့လဲဒီတလွဲသုံးမှုတွေကလည်းမြန်မာနိုင်ငံသားတွေရဲ့ဝဲချုံမှုတွေဖြစ်တဲ့အတွက်ဆရာတော်အနေနဲ့ကလည်းမြန်မာနိုင်ငံသားတွေရဲ့အမောင်မြန်မာနိုင်ငံသားတွေအနေနဲ့ပဲပြန်ပြီးတော့ပြုပြင်တဲ့အနေနဲ့ဒဝါတရားဟိတာမှာဘူဝါတွေကိုလက်ခံပေးရတာပါ။ အသက်ငယ်မှာကောင်းတယ်အသက်ကြီးမကောင်းဘူးဆိုတော့အတူဆုပ်ကံမှုကြောင့်တကြီးရွယ်တွေမှာစွန့်ပြစ်ခံနေရတာပါအရင်ကတော့ကြီးတာငယ်တာကအကောင်းဆုံးရောနေပါတယ်ကြီးကြီးငယ်ငယ်ကုလို့ဖြစ်အောင်သုံးရမှာပါငယ်တော့လဲငယ်တဲ့တန်ဖို့ကြီးတော့လဲကြီးတဲ့တန်ဖို့ရှိပါတယ်ကြီးတာနဲ့ငယ်တာနဲ့ပေါင်းပြီးတော့လောက်ရမှာပါဆရာနဲ့တပည့်နဲ့ပေါ့ ပေါင်းလုံးမှအစဉ်ပြေတာပါမိဘနဲ့ဓာမီနဲ့ပေါင်းလုံးနိုင်မှလဲရံမဖြစ်မှာပါမပေါင်းနိုင်ရင်တော့ပြဿနာပဲတက်နေပါလိမ့်မယ်ခေါင်းဆောင်နဲ့တပည့်နဲ့လည်းဒီလိုပဲပေါင်းလုံးရတာပါစင်မျိုးချင်းချင်းတငယ်ချင်းချင်းချင်းသူရချင်းလဲဓမ္မမိတ်ဆွေတွေဖြစ်နေကုလိုကောင်းမှုလုပ်တွေကိုပေါင်းလုံးနိုင်အောင်ကြိုးစားရတာပါမိတ်ဆွေကုလိုဖြစ်ပေါင်းမယ်ဆိုလဲကုလိုဖြစ်ပါလိမ့်မယ် ုလိုပြင်မပေါင်းပဲနဲ့ကိုလိုသူလိုရက်သေးရွာထဲမှာပေါင်းတယ်လို့ပေါင်းရင်တော့အချင်းချင်းမကောင်းမြင်ပြီးတော့မကောင်းပြောမကောင်းတာတွေကြီးလို့เสียရပဲဖြစ်နေပါလိမ့်မယ်ဒါလက်တွေ့လုံနေကြတာပါကိုတွေ့ကြုံရတာပဲဟောတဲ့တရားပါသင်ကြီးတွေမပါပါဘူးတလွဲသုံးနေတာတွေကိုတွေ့ကြုံရလုံးတော့ မမကန်ကန်သုံးတအောင်ပြုပြင်တာပါ။ကျမရဲ့ချင်းနေမကောင်းလို့ရောက်လာပြီးတော့ဒီရောက်တော့မှ မကောင်းတာကိုအတီယူပြီးတော့ကုတရင်ရမှာမဟုတ်ပင်မဲ့မကောင်းတာကိုအတီယူတဲ့စိတ်ကိုစွန့်နိုင်လို့စိတ်ပြောင်းသွားလို့အခြေအနေပြောင်းသွားတာတွေအများကြီးပါပဲ။ဒါကတရားနဲ့ကုတတဲ့သဘောပါပဲ။ ရုပ်ကိုကုတာမဟုတ်ပါဘူးစိတ်ကိုပဲကုလိုက်တာပါရုပ်ကိုပြောင်းလဲဖို့မကြိုးစားပါဘူးအိုတာအောင်မအိုအောင်နားတာအောင်မနားအောင်တည်တာအောင်မတည်အောင်ပြောင်းလဲဖို့မကြိုးစားပါဘူးအိုရင်အိုစဲကိုဖြုတ်ပါတယ်အိုတာကိုကုလို့ဖြစ်အောင်သုံးတတ်ဖို့ကြိုးစားပါတယ်နားနေလဲအနာစဲကိုဖြုတ်ပြီးတော့မကြမ်းမာတာကိုကုလို့ဖြစ်အောင်သုံးတတ်ဖို့ပဲလေ့ကျင့်ပေးတာပါ တေကံနီးရင်လဲတေတာကိုလက်မခံနိုင်ဖြစ်နေမှုစားလက်မခံမှုစရာအတည်ယူထားလို့ပါတေတာကိုငါတေတာပဲဆိုရက်ငါဇွဲဖြုတ်တာပါဒီချင်းတရားကိုကြောက်เสียပဲဆိုရက်အတည်ယူမှုကိုစွန့်ရတာပါတေမင်းကိုကုလိုဖြစ်အောင်တုံးရတာပါတေချင်းတရားကိုကုလိုဖြစ်အောင်တုံးတက်ဖို့လေ့ကျင့်ပေးတာပါပဲ ုံးတတ်လို့လေရေးတာမှာဆုံးသွားတာပဲယောဂီပေါင်း2500ကျော်ရှိပါတယ်ပြင်ပလူနာတွေတရားစစ်ဥမှာဆိုရင်တော့ပဏီယာလောက်ရှိပါလိမ့်မယ်တောက်လျှောက်လဲတိုးနေတာပါသုံးတတ်တော့လေတည်ခြင်းတရားနာခြင်းတရားအိုခြင်းတရားတွေကကုထုကောင်းမှုပြုလုပ်เสียရတယ်ဖြစ်နေပါတယ်မသုံးတတ်ရင်တော့အင်မတန်ကြောက်เสียကောင်းပါတယ် ကြောက်နေတာကအကုဒုပါပဲ။နားမလဲလို့လည်းကြောက်တာပါ။ယူတာတွေမူတာတွေလည်းဒါမသုံးတတ်ရင်တော့အကုဒုဖြစ်ပါတယ်။သုံးတတ်ရင်တော့ကုဒုဖြစ်ပါတယ်။သုံးတတ်လို့လည်းဒိဋ္ဌာမစိတ်ဓမ္မတွေက900နိဗ္ဗာန်ရှိပါတယ်။ဒါကကိုယ်တိုင်ဒုက္ခရောက်မှပို့ပြီးတော့နားလည်မှာပါ။ကိုတွေ့မကြုံနေရင်တော့နားလေအခက်ပါလိမ့်မယ် ဆရာတော်အနေနဲ့လည်းတကယ်ဒုက္ခရောက်တဲ့လူတွေကိုပဲတရားအားကိုးတတ်အောင်တရားကိုးပြီးတော့အကူအညီပေးတာပါတရားကစွန်းလို့လေကူညီလို့ရတာပါအဲ့တော့ကိုဘာမှမစွန်းလဲကိစ္စမရှိပါဘူးကိုကဘာမှမဟုတ်ဘူးကိုမှဘာမှမရှိဘူးဆိုလဲအရေးမကြီးပါဘူး ကိုယ်အကူကိုယ်တာဆွတ်ပြီးတော့တရားကိုအားကိုးဖို့ပဲလိုပါတယ်။ကိုယ်ကတော့တကယ်ဆွမ်းနေရင်ဘုရားတရားတန်ခါကိုအားကိုးစရာတော့မလိုပါဘူး။ဒါတော့ကိုယ့်ကိုယ်ကိုရောသူတစ်ပါးကိုရောထက်စဉ်းစားစရာမလိုပါဘူး။ဒါနပြုတီလာဆောင်ဘာဝနာပွားတဲ့အလုပ်တွေကိုမပြတ်လုပ်ဖြစ်နေဘောအဓိကပါ။ဖြတ်တာလွယ်တာနားလေတာမလဲတာတွေအချိန်ကြာတာမကြာတာတွေ လှုပ်တဲ့လူနဲတာများတာတွေကအဓိကမကြပါဘူးအဆက်မပြတ်လှုပ်ဖြစ်နေဘောကအဓိကပါပဲခုလိုကာယောဂဘေးတွေဂျုံတော့လဲနိုင်ငံရေးပြောင်းလဲတွေဂျုံတော့လဲအငတ်ဘေးတွေဂျုံတော့လဲကြီးနိုင်ငံချင်းဘေးတွေဂျုံနေတဲ့ဂျားထဲမှာပဲဒါတဘာတရားဟိတာကိုဆက်လက်ဖွင့်လှစ်ပြီးတော့ကုလိုကောင်မှုလှုပ်တွေကိုလှုပ်နေတာပါယောဂါတွေနဲ့ ငတ်မမှုတွေနဲ့ကြီးနိုင်ငံချင်းဘေးရနေရာတွေနဲ့လိုက်လျောညီထွေကုလကောင်မှုပြုလုပ်ခြင်းပါအစဉ်ပြေအောင်ပေါင်းပြီးတော့ကုလလုပ်တဲ့ဘောပါလေမပေါင်းတတ်ရင်ဒုက္ခရောက်သွားပါမယ်အစဉ်ပြေအောင် သုံးတတ်ဖို့လေ့ကျင့်မိတာပါကို့ဘဝတော်မှာကိုကမသုံးတတ်တော့ဘဝပြတ်နေတာအများကြီးပါပဲလူတော့လူပါပဲမသုံးတတ်တော့ဘဝပြတ်နေတော့ ိုဘဝကိုဖျက်ဆီးရုံနဲ့မကောက်ကိုနဲ့ပတ်သက်တဲ့ဘဝတွေကိုပါဖျက်ဆီးနေကြတာအများကြီးပါပဲဒီတန်လင်းတစ်ပါးတရားဟိတာမှာကအဲ့ဒီအမားတွေကိုပြည့်ပြင်တာပါပြင်လို့ရလို့လဲဘိုးဘွားတွေကယောဂီတွေဖြစ်လာကြတာမနေပါဘူးလူနာတွေကလည်းယောဂီစိတ်တွေပြောင်းပြီးတော့ယောဂီဖြစ်လာကြတာတွေဘဝကိုကိုရာစေဝါအားကိုရာကတရားတရားတန်ခါကိုပြောင်းလဲပြီးတော့ အာကုလာကြတာတွေကမနှဲပါဘူးပြောင်းလို့ရလို့လဲရိတ်တာမဟုတ်တာတွေကရိတ်တာဖြစ်လာတာပါ ပြောင်းမရရင်ရိတ်တာအစ်စ်တွေဖြစ်မလာပါဘူးယောဂီအစ်စ်တွေဖြစ်လာတယ်ဆိုတာလဲဒါယောဂီမဟုတ်တာတွေကိုယောဂီဖြစ်အောင် ပြောင်းလို့ရတဲ့အတွက်ပါပဲတိမ့်ပိုက်စရာတွေကိုဆွန့်လွတ်လူတန်းစရာဖြစ်နေပြောင်းနိုင်လို့လဲ အလူခံရရှိတာတွေကလည်းမနှဲပါဘူးဒါဆိုအသိပြောင်းတာမဟုတ်ပါဘူးတရားကိုပြီးတော့တရားကပြောင်းလဲတာကိုပဲအသုံးချတဲ့တဘောပါဘုရားရှိခိုးပြီးတော့ဆုတောင်းတယ်လို့ပေါ့ဒါဘုရားကိုအားကိုးတာပါပဲကုလိုကောင်းမှုပြုလုပ်ပြီးတော့ကိုဖြစ်ချင်တာဖြစ်ဖို့အတွက်ကုလိုကောင်းမှုကိုတောင်းဆိုတဲ့တဘောပါပဲတယောက်ယောက်ကိုတောင်းဆိုတာမဟုတ်ပါဘူး တရားအလုပ်တွေကိုတောင်းဆိုတဲ့ဘောပါပဲတရားဘလောက်ဆွမ်းတယ်လဲဆိုတာကိုယ်လည်းလုပ်ပြီးတော့တောင်းဆိုကြည့်ရင်သိပါလိမ့်မယ်ဆရာတော်အနေနဲ့နှစ်ပေါင်း20ကျော်ကုလကောင်းမှုတွေလုပ်ပြီးတော့ဒီအလုပ်တွေကိုပဲတရားရည်တာတွေဖြစ်ဖို့တောင်းဆိုတာပါပြဒနာတွေဖြေရှင်းပေးဖို့တောင်းဆိုတာပါကုကုကိုကာကွယ်ဖို့တောင်းဆိုတာပါယောဂီတွေကိုကာကွယ်ဖို့တောင်းဆိုတဲ့ဘောပါပဲကြီးကြီးမားမား လိုအပ်ချက်တွေအတွက်ကတော့ကြီးကြီးမားမားကုလိုကောင်းမှုတွေပြုလုပ်ရတာပါကုလိုနည်းနည်းလုပ်ပြီးတော့များများတောင်းရင်တော့လည်းမရပါဘူးကုလိုအင်မတန်ဘေးရန်တွေများတဲ့အခါမှာလည်းကုလိုကောင်းမှုတွေအားကြီးလွန်လာတာဒီဘေးရန်တွေကကာကွယ်လို့ရပါလိမ့်မယ်တချို့ကမတုံးတတ်တော့လဲရိတ်တာမှလာပြီးလှောက်အားပေးတယ်ဆိုတာဒါသူ့ရဲ့ဘဝကိုဆရာတော်ကိုပေးသုံးတာပါပဲ ါပြီးတော့အနန္တားတယ်ဆိုတာလေဒါယာယီပေးသုံးတာပါပဲလူတန်းတယ်ဆိုတာလေကိုမသုံးတတ်ဘူးကုလိုဖြစ်အောင် သုံးပေးပါဆိုပြီးတော့ဒါလာရောက်ပြီးတော့လူတန်းတဲ့တဘောပါပဲဒီလိုအလူခံရရှိတာတွေကိုပဲစုပေါင်းပြီးတော့ကုလိုကောင်းမှုတွေပြုလုပ်ဖို့ပေါ့ရိတ်တာတွေဖွင့်ဖို့ယောဂီအသစ်တွေဝေးဖွာဖို့အတွက်အတုံးချခြင်းပါပဲ။ တရားစေဝနေဆောက်တယ်ဆိုတာလေကျမ်းမာရေးနဲ့ပတ်သက်တဲ့ကုလို့တွေအစမပြတ်ပြုလုပ်ပြီးတော့ဒီကုလို့တွေကိုပဲတရားစေဝဆောက်လုပ်ဖို့မြေနေရာတွေပေးပါပေါ့စေဝနေဆောက်ပေးပါဒီလိုတောင်းဆိုတဲ့ဘောပါပဲဘလို့ဆောက်ပေးပါဒါနားလည်အောင်ပြောပြတာပါဒီကနေ့ကျတော့ဒီလိုနားလည်တဲ့စိတ်ပါပဲစိတ်ထဲမှာရှိတဲ့အတိုင်းပဲကုလို့ကောင်းမှုကဖြည့်ဆည်းပေးတာပါ ဲ့ဒီစိတ်တွေအတန်အောင်လဲခန္ဓာရင်ရှိဖို့လိုပါတယ်မခန္ဓာရင်ဒီနည်းကိုဆက်ပြီးတော့ကျင့်သုံးလို့မရပါဘူးမငြိမ်းချမ်းရင်လဲဒါငြိမ်းချမ်းရေးအတွက်နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီးတော့ကုလိုပြုလုပ်ခြင်းအဖြစ်မော်ရနေကိုင်းဖွဲ့စည်းတွေနဲ့ပေါင်းပြီးတော့ကုလိုပြုလုပ်ခြင်းအဖြစ်ဒီကုလိုတွေနဲ့ငြိမ်းချမ်းအောင် ပြုလုပ်ပေးပါဆိုပြီးတော့တောင်းဆိုတဲ့သဘောပါပဲ မလွတ်လပ်ရင်လည်းဒါလွတ်လပ်အောင်တောင်းဆိုလို့ရပါတယ်မကျမ်းမရင်ကျမ်းမအောင်တောင်းဆိုလို့ရပါတယ်အဲ့ဒီလိုနားမလဲတော့ဆရာတော်စီလာတောင်းနေတာတွေကလည်းအများကြီးပါပဲအဲ့ဆရာတော်နေနေကလည်းပုဂ္ဂိုလ်ခင်မှာတရားမင်မှာမလို့ဒါပုဂ္ဂိုလ်နဲ့ပတ်သက်လာရင်လည်းယဉ်နေမှုရအောင်တော့အစပိုင်းမှာအကူအညီပေးရတာရှိပါတယ်နောက်ပိုင်းမှာတော့တရားကိုတောင်းအောင်ပဲ ပြောင်းလဲပေးတာပါ။ကိုအားကိုကိုယ်တာမစွန့်နိုင်လို့အောက်ကိုရာကဘေးဖြစ်ပြီးတော့ယူနေကြတာ၊မူးနေကြတာ။နေစရာမရှိတာ၊စားစရာမရှိတာ။ဒုက္ခတွေဖြစ်နေတာတွေအများကြီးပါပဲ။ဒါကအာဟုမလို့ဖြစ်နေရတဲ့ဒုက္ခပါ။ဘုရားတရားတန်ခါကိုပြောင်းပြီးတော့အာဟုတတ်ဖို့လိုပါလေ။စီဝါရေးတွေတရားဥပဒေတွေအာဟုနေမှုစား ဒါနပြုတီလဆောင်ဘာဝနာပွားတဲ့တရားလုပ်တွေကိုကြောင်းပြီးတော့ပြုလုပ်တတ်ဖို့အားကိုးတတ်ဖို့လိုပါတယ်။ဒီနေ့ဟာကဝရကံကြီးရွာဟန္တာဝရီတဘာဝတရားဤတာမှာနေ့လယ်ဆာပြီးတော့ည9နာရီခန့်တရားစခန်းရှိပါတယ်။ဒီတရားဝဲပြတာနဲ့အဲ့ဒီကိုကြွားပါမယ်။ည9နာရီ10နာရီလောက်ဒီကိုပြန်အောင်လာပါမယ်။ဘယ်နဲ့ပြန်မလဲတရားဟောပြီးပါမယ်။နောက်လာ6ရက်9ရက်နေ့လောက်မှခရီးကြွားပါမယ်။ဒီကြားထဲမှာ ရန်ကုန်မှာပဲရှိပါမယ်။ဆရာလေးတော်ဝေပါယီတော်ဝိဝေကညာနီလူငွေတသိန်းတထောင်ယတနာဆောင်မှလူထမ်းမှာခြေကိုနိုင်တပါးဆောင်မှကွယ်လွန်သူဥနန္ဒာယေစုရဲ့ဒေါဆန်းဆန်းမြင့်ရေပေါ်ဆောင်မှလူငွေဒေါက်တာဆောင်မှခေမဆာယီလူသုံးနဲ့၆ကန်းတွဲမှဒေါ်ဆွေဆွေလူဘုရားတက္ကသိုလ် PSC တူမှဦးစိန်လွင်ဒေါခင်စောအင်းမိသားစု အလွန်ငွေ15သိန်းနဲ့စွန်းစံ800ဒီကမ်းပါတယ်။မြောက်ဝေပါမယ်။ကျွန်ုပ်တို့ဒီနောက်တို့ဒီနိဗ္ဗာန်ချမ်းသာကိုရည်စူးရဲ့နိဗ္ဗာန်ချမ်းသာကိုရည်စူးအခုချိန်ထိပြုလုပ်ခဲ့ရမြာဒါနာကုတုသာတိခဲ့ရမြာတိလာကုတုဝါမြာထုတ်ခဲ့ရမြာ သမထဝိပဿနာကုသိုလ်ဒီကုသိုလ်ကောင်းမှုအလုံးတို့၏ဖို့ပါကားကို29ရက်5လ2023ဘလူရှင်အလုံးတို့နဲ့အတ္တဓမ္မတို့နဲ့တကွလူနတ်မြတ်မာတတဝအလုံးတို့ဟာ မြတ်ပေးဝေပါ၏မြတ်ပေးဝေပါ၏ကျွန်ုပ်တို့နှင့်တတုထမြရရှိ၍တတုထမြရရှိ၍ဝါမြဝန္တာဒါရုခွန်နိုင်ကြပါစေကုတုမြတ်အမြတ်အမြတ်ယူရာမူကြပါကုန်သာဒီသာဒီသာ ဟုတော်ဗျာအမြတ်အမြတ်ယူတော်ဟုတ်တော့